ုံးမဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုဝင်ဘာလ9ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ပြီးရွေးကောက်ပွဲ၌မဲလာထည့်ရန်အင်နာစုစီရင်လိုက်လံကောင်းနေ၍ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများနှင့်စီရေးသတင်းရင်းမြစ်ကပြောဆိုပါရစေ။နိုဝင်ဘာလ3ရက်နေ့နနက်အစောပိုင်းကစတင်ပြီးလောင်းလုံမြို့နယ်စကန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတော့ကြောင်းကြီးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါဗျာ။ ထိုစစ်တပ်စစ်ကြောင်းသည်ခြေရွာအတွင်ဝင်ရောက်စီးနှင်ပြီးနောက်ရွာထဲမှာထွက်ပြေးတိမ်းရှောင်ခြင်းမရှိသောပြည်သူများအကြမ်းဖက်စစ်တပ်စစ်ကောင်စီကပြုလုပ်မည့်အတူရောင်ရွေးကောက်ပွဲ၌မဲထဲကြရန်စီယုံပြောဆိုခဲ့ပြီးနောက်အင်နာစုစည်ရင်များကောက်ခံသွားကြောင်းသိရှိရပါသည်ရင်စစ်တပ်စစ်ကြောင်းသည်လက်ရှိအချိန်တွင်စကန်းကြီးရွာအနီးရှိနေထိုင်သောပြည်သူများဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်းထိုစစ်ကြောင်းသည်မြည်သည့်နေရာကိုဆက်လက်စစ်ကြောင်းထုတ်မည်ကိုမသိရသေးကြောင်းဒေသပြည်သူများကပြောဆိုပါသည် စစ်ခွေးတွေကစစ်ကြောင်းတို့ပြီးရွေးကောက်ပွဲမှာမဲလာထဲဖို့နဲ့အိမ်နောက်စုစည်ရင်တွေကိုလာကောက်တာလို့သိရတယ်။ပြည်သူတွေဖမ်းဆီးခံရတာတော့မရှိသေးဘူး။အဲ့ဒီစစ်ကြောင်းကစခန်းကြီးရွာနာမှာပဲရှိသေးတယ်။ဘယ်ကိုဆက်သွားမလဲဆိုတာတော့မသိရသေးဘူးဟုဒေတာတွင်စည်ရေးသတင်းမြစ်ကပြောဆိုပါရတယ်။အလားတူအော်တိုဘာလပိုင်းကလည်းလောင်းလုံမြို့နယ်ကရင်ကြီးရွာမှာလောင်းလုံမြို့ပေါ်သို့လာရောက်အင်အားဖြည့်ရန်ရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းမြို့ပေါ်ရှိပြည်သူပိုင်နေအိမ်များကိုတွားရောက်ကရွေးကောက်ပွဲနိုင်မဲလာထဲကြရန်လိုက်လံချင်းချောင်းနေပြီးအိမ်နောက်စုစည်ရင်များကောက်ခံသွားကြောင်းသိရှိရပါရတယ်။ ဆက်လက်ပြီးတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကို၃ချိန်ကြာပြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများသိမ်းဆီရရှိခဲ့ကြောင်းတဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါရယ်စက်တင်ဘာလ29ရက်နေ့နနက်10:00ခန်းတွင်တရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာတနအိခန်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်တအူကြာဆုံးခဲ့ကြောင်းသိရပါသည် စက်တင်ဘာလ30ရက်နေ့တွင်နနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေါ်လန်ရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲနှစ်ကြိမ်တွင်အကြံပေးစစ်တပ်ဘက်မှ9ဦးသေဆုံးက9ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားလောင်းများနှင့်လက်နက်တချို့သိမ်းဆီးနိုင်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုမဟာမိတ်တပ်ဖွဲ့များကလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည်။ ထို့ပြင်အောက်တိုဘာလ10ရက်နေ့နနက်7:45မိနစ်ခန့်တွင်လည်းတရချောင်းမြို့နယ်ဗဒက်ချောင်းရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ယင်းထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးကြောင်းထိုးတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစု KNU တပ်မဟာလေးတရင်စနစ်တို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါသည်။ကျွန်တော်တို့တဝဲခရိုင်တပေါင်းစုအနေနဲ့အောင်ပွဲတွေစတက်ရရှိဖို့ဆိုရင်အနောက်ကလက်နက်ခဲရဲနဲ့ကြီးများဖြည့်တင်းပေးနိုင်မှုပြည်တွင်းပြည်ပထပ်ဖို့ရဲပေါ်များဒီထက်မကပိုပြီးအားစိတ်ပေးကြဖို့လိုပါတယ်။ 9နှစ်သားကျွန်တော်တို့ဒေါ်လာရေးဘော်တွေရဲ့စူးစမ်းအားထုတ်မှုအသီးပွင့်တွေဒီထက်မကမြင်လာရမှာဖြစ်ပါတယ်။ရှေ့ဆက်ပြီးစည်ရေးလေပဲမြင်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစည်ရေးတည်ရှိကြဖို့ပြည်သူတွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက်ထူးခရူးဆိုင်ဖို့ပြောချင်ပါတယ်ဟုတဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေရိုးကပြောဆိုပါတယ်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကိုပိုင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းများတွင် CDN ကျောင်းဆရာဆရာမများကိုခန့်အပ်ခြင်းမပြုလုပ်ကြရန်အကြံဖက်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းပညာရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါရယ်စက်တင်ဘာလ24ရက်နေ့25ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သောကိုပိုင်သူမဟုတ်ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးဖွဲ့၏လုပ်ငန်းညီနိုင်စီဝေးတွင်အထက်ပါဆုံးပြချက်ကိုထည့်သွင်းခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်တွင် ကိုပိုင်တို့မဟုတ်ပုဂ္ဂလိကအကြောင်းများတွင် Disloyalty Saver Servant သစ္စာပါဝန်ထမ်းများကိုခံထားခြင်းမပြုရန်အကြံဖတ်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားခြင်းဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ပုဂ္ဂလိကပညာရေးဥပဒေနှင့်ကိုပိုင်တို့မဟုတ်ပုဂ္ဂလိကအကြောင်းကြီးကြပ်ရေးဖွဲ့၏အမိန့်ကြော်ညာစာများကိုလည်းတိကျစွာလိုက်နာကြရန်အစည်းအဝေးဆုံးဖြတ်ချက်တွင်ထည့်သွင်းထားကြောင်းသိရပါသည်။ စစ်ခွေးတွေက CDN ចောင်းဆရာဆရာမတွေကိုပါဖိအားပေးချင်းချောက်ဖို့လားမသိဘူးအခုကိုပိုင်ចောင်းနဲ့ပုတ်တိကចောင်းတွေမှာ CDN ចောင်းဆရာဆရာမတွေကိုခံထားခြင်းမပြုလုပ်ဖို့ဆိုပြီးဝင်ကြီးဌာနကညွှန်ကြားချက်တွေထွက်လာတယ်ចောင်းတွေကိုဝင်ရောက်စစ်ဆေးတာတွေလုပ်ဆောင်တော့မလားတော့မသိဘူးဟုပညာရေးဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ် အကြံပေးစစ်ကောင်စီသည်2024ဇူလိုင်လ12ရက်နေ့တွင်အကြောင်းမျိုးမျိုးကြောင့်ခွင့်ပြုချက်မရရှိဘဲလုပ်ငန်းခွင်ဆုတ်ခွာသွားသည့်ဌာနဆိုင်ရာတည်တည်မှအဝန်ထမ်းများကိုအမိမြဲစေရင် blacklist မှာပယ်ဖြတ်ပေးမည်ဟုကြေညာခဲ့တော်လဲ DCS တစ္ဆာဖောက်နန်းဟုလက်ရှိချိန်ထိသုံးလုံးကဖမ်းဆီးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးလို့ခေါ်တဲ့မိုင်းလာလက်နက်ကိုင်တပ်ဖွဲ့ NDAA ကအွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ကြားဖြတ်လုပ်ငန်းဆိုင်ရာစက်ပစ္စည်းများကိုတင်စီကဖျက်ဆီးခဲ့တယ်လို့ NDAA ကထုတ်ပြန်ကြေညာပါသည် အော်တိုဘားလ31ရက်နေ့ကမိုင်းလာမြို့အမိုက်မီရွှေခွဲမှာအထူးဒေသလေးရဲတပ်ဖွဲ့ကတိုင်စီထားတဲ့ကြားပြတ်လုပ်ငန်းဆိုင်ရာဆက်ပစ္စည်းများကိုပြန်သုံးမရနိုင်အောင်လမ်းကျိတ်ဆက်နဲ့ဖျက်ဆီးသလိုမီးရှို့ပြီးလည်းအပိတိုင်ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖျက်ဆီးလိုက်တဲ့ပစ္စည်းတွေထဲမှာမိုဘိုင်းဖုန်းတွေ၊ကွန်ပျူတာတွေ၊ရောက်တာတွေစတဲ့ဆက်ပစ္စည်းအမျိုးအစားများစွာပါဝင်ပြီးအရေးအတွက်အပြင်တထောင်ခန့်ရှိကခမန်းတံမိုးငွေ၊ရွံငွေ၁၀သိန်းခန့်ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီပစ္စည်းတွေအားလုံးကိုကြားဖြတ်စခန်းတွေကိုဖမ်းဆီးရကသိမ်းဆီးရရှိခဲ့တာ ဖြစ်ပြီးအခုလိုဖျက်ဆီးတာဟာကြားဖြတ်လုပ်ငန်းနှိမ်နင်းမှုဆိုင်ရာအောင်မြင်မှုရရှိကြောင်းလည်းဖော်ပြပါဗျ။ဒေတာအစိုးရအနေနဲ့ကြားဖြတ်လုပ်ငန်းကိုပြင်းထန်စွာနှိမ်နင်းသွားမယ်ဆိုတာပြည်သူကိုအသိပေးတာလည်းဖြစ်တယ်လို့ဆိုပါဗျ။ မိုင်းလာနဲ့ဝါလက်နက်ကိုင်ဖွဲ့ UWSA နယ်မြေတွေဟာကြားဖြတ်လုပ်ငန်းတွေများစွာရှိတဲ့ဒေသတွေဖြစ်ပြီးတရုတ်အစိုးရကြားဖြတ်လုပ်ငန်းနှိမ်နင်းရေးလှုပ်ဆောင်လာတဲ့အချိန်တွေမှာနယ်မြေကလက်နက်ကိုင်တပ်ဖွဲ့တွေကကြားဖြတ်လုပ်ငန်းနှိမ်နင်းရေးတွေမှာပူးပေါင်းပါဝင်ကဖမ်းမိကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတွေကိုတရုတ်အစိုးရထံလွှဲပြောင်းပေးတာတွေပြုလုပ်လာတာတွေ့ရပါတယ်။ ယခုနှစ်ပိုင်းတွင်အထူးဒေသလေးဟာတရုတ်နိုင်ငံကတရားစီရင်အဖွဲ့အစည်းတွေသက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်လျက်ပုံမှန်ချိတ်ဆက်မှုရန်တရားတွေတည်ဆောက်ပြီးကြားပြတ်လုပ်ငန်းလုပ်ကိုင်မှုမြင့်တက်လာခြင်းကိုထိန်းချုပ်ရမှာအဓိကအခန်းကဏ္ဍပါဝင်ခဲ့တယ်လို့မိုင်းလာတပ်ဖွဲ့ကတည်ပြပါတယ်။ပြည်မှတ်ထားတိုက်ဖြတ်ခြင်းအရေးမြင့်မှတားဆီးနေနေခြင်းနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းစတဲ့ပုံစံတွေနဲ့ကြားပြတ်လုပ်ငန်းအခြေစိုက်စခန်းတွေအမြင့်ဖြတ်တုတ်တင်နိုင်အောင်ကြိုးပမ်းသွားမယ်လို့မိုင်းလာတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ကွင်းအနီးစစ်ကြေးကောင်းနေသောရဲနှင့်စစ်သားတို့ကိုအသွင်ယူတိုက်ခိုက်ရာရဲတအူးစစ်သားတအူးစုစုပေါင်း2ဦးသေဆုံးပြီးလက်နက်တလက်သိမ်းစီရရှိခဲ့ကြောင်းစောက်တန်းရေစကြိုးတပ်ဖွဲ့တော်ဝင်ကကိုအောင်မောင်ကပြောဆိုပါရယ် နိုဝင်ဘာလ၁ရက်နေ့နနက်9:29 29မိနစ်အချိန်ပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ကွင်းအနီးပခုတ်ကူရေစကြိုလမ်းမကြီးပေါ်တွင်ကုန်ကားများကိုစက်ကြီးကောက်နေသောရဲလင်များနှစ်ဦးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကစိုက်ကဲဖြင့်အသွင်ယူပြီးတွားရပစ်ခတ်ရှင်းလင်းရာရဲတအုပ်တည်ဆောင်ကြောင်းထို့သောပစ်ခတ်တိုက်ခိုက်မှုတွင်လေရင်ကွင်းကိမ်းမှအကြမ်းဖက်စစ်သားများကပြစ်ကူပေးတိုက်ခိုက်သဖြင့်ရင်ကိတ်အား40မမပုံသည့်တလုံးပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်ထပ်မံတည်ဆောင်ကြောင်းသိရပါသည်။စခရီယူနီဖောင်းဝတ်ပြီးတွားလိုက်တာ စစ်တပ်ယူနီဖောင်းနဲ့ပဲသွားလိုက်တာအနာရောက်တော့မင်းပါလုံးနေလေဘဲကလည်းမေးတော့စက်မှုဆောင်ကိကလို့ပြောတာနဲ့တခါတည်းပြစ်ထက်လိုက်တာသိန်းစီရရှိတာကရဲကင်နဲ့လက်နက်နဲ့စိုက်ကဲတစီဒီကောင်တွေကဂိတ်ကခေါင်းပေါင်းရဲ့တရေဝင်ခွင့်ပြုချက်နဲ့ပတ်စံထွက်တောင်းတဲ့သူတွေမဟုတ်ဘူးကြားပေါက်ရှာတဲ့သူတွေတခါတလေ2ယောက်တခါတလေ3ယောက်အဲ့လိုထွက်ထွက်တောင်းတာအခုကလင်မယားနှစ်ယောက်ထွက်တောင်းတာဟုစောက်တန်းရေစကြိုတပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြပါဗျာ စကြေးထွက်ောက်တော်ရဲမှာပခုတ်ကူမျိုးနဲ့ပခုတ်ကူမျိုးမရဲစခဲ၌ရဲလုတ်တဲ့6နှစ်ရှိရဲတပ်သားရီမွန်ဖြစ်ပြီး၎င်း၏ဇနီးဖြစ်သူနှင့်အတူ MA1 အမျိုးအစားတနက်တလက်စိုက်ကဲတစည်းတို့ကိုတင်စီရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူတတဤဇနီးမှာကိုဝင်ငါးလလွယ်ထားရသဖြင့်စစ်စီမင်းမြန်ကပြန်လွတ်ပေးလိုက်ကြောင်းသိရပါသည်အဆိုပါလှုပ်ဆောင်မှုကိုစောက်တန်းရည်တကြိုတပ်ပေါင်းစုရဲဘော်နှစ်ဦးကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးနောက်ထပ်သတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းနက်တလင်းမြို့နယ်ရှိပြည်စောတိစခန်းနှင့်ပက်ကင်းကိုတိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ဘက်မှတအူးသေးဆုံးပြီးစခန်းမှုနေအိမ်နှင့်ဘူတဲကိုလည်းမိရှုရှင်လင်ခဲ့ကြောင်းတာယာဝရီခရိုင်အမှတ်1တရင်383ညတက်မှတာဝန်ရှိသူတအူးကပြောဆိုပါရယ်နိုဝင်ဘာလ3ရက်နေ့နနက်9:55မိနစ်အချိန်နက်တလင်းမြို့နယ်မင်းဘူးကျွန်းအောက်စုရွာရှိသူစောတိစခန်းကိုပဲခူးတိုင်းစစ်ဌာနအမှတ်22ပြူဟာတာယာဝရီခရိုင်တရင်တတရင်ဒရုန်းတပ်ဖွဲ့ရဲဘော်များနဲ့တပ်ခွဲနှင့်ရဲဘော်များဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှုတွင်ကျမ်းပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ရင်းနှီးနဲ့နဲ့9နာရီ23မိနစ်ခန့်တွင်မင်းဘူးကျွန်းအောက်စုကျေးရွာရှိတောင်ညိုရဲစခန်းကြားရှိကန်စုတာကစခန်းမှုနေအိမ်နှင့်စစ်သားများကင်းဖို့ဝတ်သောဘူဒဲစခန်းကိုလည်းတော်လိုင်းရဲဘော်များကမီးရှို့ရှင်လင်းခဲ့ကြောင်းသိရပါသည်။ထို့နောက်တောင်ညိုရဲကင်းစခန်းမှာကင်းဘက်ရန်ထွက်လာသောစစ်သားနှင့်ရဲများကိုရင်းနှီးနဲ့နဲ့6နာရီ15မိနစ်ခန့်တွင်တော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်သားတအုပ်တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။ ကန်စုတာကွာကမင်းဘူးကျွံ့ရအောင်စုနဲ့တောင်ညိုရဲစခန်းကျမှာရှိတာပါ။စိုက်ကယ်နဲ့ဆို15မိနစ်လောက်မောင်းရတယ်။ကျွန်တော်တို့အရင်ဆုံး drone နဲ့ခြားတယ်။ပြီးတော့စခန်းမှုနေအိမ်နဲ့ဘူတဲကိုမိရှုတယ်။အဲ့ဒါမှတောင်ညိုရဲစခန်းကခြေခွေးနဲ့ရေခွေးတွေထွက်လာတာကိုကန်စုတာကွာအနားမှာပဲမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါဟုတာယာဝတီခရိုင်အမှတ်1တရင်3831မှာတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက်အကြမ်းဖက်စစ်တပ်နှင့်ဒေါ်လန်ရင်တပ်ဖွဲ့ဝင်များအပြန်အလှန်ပစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးဒေါ်လန်ရင်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးထိုင်းနိုင်ငံရုဒိယရှိကားပိုပစ္စည်းစရုံတစ်ခုတွင်အလုံလုံရင်အကြောင်းမဲ့အလုံထုတ်ခံရသောတရားဝင်မြန်မာအလုံသမား၁၈ဦးကအလုံမထုတ်ပယ်ခံရသည့်အတွက်နင်းနာကြီးရရှိရန်အလုံရှင်ကိုတရားစွဲဆိုသွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်ဖွဲ့ထိုင်းရောက်မြန်မာအလုံသားကူညီဆောင်ရှောက်ရေးကော်မတီမှအမှုနှစ်ပြန်ကြားရေးတာဝန်ခံစဉ်ကပြောကြားပါသည် မြန်မာလုံသား18ဦးမှာယခုနှစ်မေလ20ရက်နေ့တွင်ထုတ်ပယ်ခံလိုက်ရသည့်အတွက်မေလ26ရက်နေ့ကတည်းကနေမြေကန်ထိုင်းလုံသမားကာကွယ်ဆောင်ရှောက်ရေးယုံတွင်တိုင်ကြားမှုများစတင်ခဲ့ပြီးအလုံရှင်ကနေနာချင်းမပေးလို့၍အချိန်ဆွဲနေကြောင်းဖြစ်ကြောင်းသိရပါသည်တတိကညစ်နေတာစဝါဒီကန်ယုံကနေလဲဆင့်ခေါ်တယ်ဥပဒေတိုင်းသတ်မှတ်ကာလတွေကျော်လွန်တဲ့အထိပေါ့ဒါပေမဲ့တတိဘက်ကမလုပ်ပေးဘူးနောက်ဆုံးအဆင့်အနေနဲ့တတိကိုအခုတရားစွဲတော့မှာပါဟု MHAC မဟာမိတ်ဖွဲ့မှအမှုနှစ်ပြန်ကြားရေးတာဝန်ခံစင်ကပြောကြားပါတယ် အလုသမားများရာသင်သည်နာကြေးများပြေဝရရှိသည့်သည့်လှုပ်ဆောင်သွားမည်ဖြစ်ပြီးအလုရှင်အနေနဲ့ပေးချေခြင်းမရှိပါကဥပဒေတိုင်းရေးယူခံရသည့်သည့်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်။အလုသမားတွေရာသင်ရထိုက်တာပေးရင်ပေးမပေးရင်တော့ထောင်ကျတဲ့အထိရောက်သွားမှာပါ။နင်နာသူလုံသမားတွေအတွက်ရှေ့ကနေပြီးပြီးတဲ့အထိနင်နာမှုတွေအပြည့်အဝပြန်လည်ရရှိတဲ့အထိရည်တီကခွဲပေးသွားမှာပါဟု MHAC မဟာမိတ်အဖွဲ့မှအမှုနဲ့ပြန်ကြားရေးတာဝန်ခံစင်ကပြောဆိုပါရယ် ထိုင်းနိုင်ငံတွင်တရားဝင်မြန်မာအလုပ်သမားများအတွက်အလုပ်သမားအခွင့်အရေးချိုးဖောက်မှုနှင့်လုပ်ငန်းခွင့်ဖိနှိပ်မှုများကြုံတွေ့ရပါက MHAC နှင့် NUG အလုပ်သမားရေးရာအဖွဲ့ထံသို့တိုင်ကြားနိုင်ကြောင်းသိရပါသည်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းချောင်းဝမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်၁၂တရင်တပ်ခွဲ၃လျှက်စီးတပ်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ နိုဝင်ဘာလ၂ရက်နေ့နနက်၆နာရီခန့်တွင်မုံရမန္တလေးပခုတ်ကူလမ်းစုံရှိချောင်းဦးမြို့ဝင်ကိတ်ကိုတော်လရင်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုသည်၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တိုက်ခိုက်မှုအတွင်းတော်လရင်ရဲဘော်တို့ဦးမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ရင်းတိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သောရဲဘော်နှစ်ဦးကိုအချိန်မီစေကူတနိုင်ရန်ပြန်လည်ဆုတ်ခွာနိုင်ရေးအတွက်အကြံပေးစစ်တပ်စခန်းကိုအောင်မြင်စွာအပိတ်သိမ်းပိုင်နိုင်ခြင်းမရှိဘဲရဲဘော်များပေကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်ချောင်းမြို့ဝင်ဂိတ်ကိုဒေါ်လာရင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက7မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်။စစ်ကွေးတွေဘက်က၄ဦးသေဆုံးတယ်၅ဦးထိခိုက်ဒဏ်ရာရရှိတယ်။ကျွန်တော်တို့ဘက်ကရဲဘော်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်ဟုမုံရခိုင်အမှတ်၁၂တပ်ရင်းတပ်ခွဲ၃လျှက်စစ်တပ်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲတုံ CDSOM ဘိုးဆက်ကြစစ်ကြောင်း၊ချောင်းဦးမြို့နယ်ဘိုးရဲရင်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။